ထက်ဆိုလို့ရှိရင်မျက်ရည်လောက်တာပေါ့နော်မျက်ရည်ကကြာတော့တက်ကမျက်ရည်ရှိပြီးသား3-5ခုလောက်အများကြီးပါတာမျက်ရည်ကအဲ့လိုအများကြီးပါတာမလို့ခြင်းပဲနဲ့တစ်ခုရဲ့အဲ့လိုတင်းတင်းလေးပြချင်တာဖြစ်တဲ့အတွက်တက်အမျက်ရိုးအရိုးနဲ့ဒီမျက်လုံးအားနဲ့ညီးညီးရဲ့ကကြာတော့အဲ့ case ကဆိုလို့ရှိရင်အရင်ဟိုပြောရမဆို risk များတယ်ပေါ့နော် risk များတယ်မလုပ်ရင်လည်းမလုပ်နဲ့တဲ့လုပ်ရင်ဒီကိုရီးယားသွားလုပ်ရင်လုပ်ရပါလားတဲ့ဆရာဝန်ကပြောတယ် ဆရာပြောမဟုတ်ဘူးဆရာပြောရုံနဲ့ဆရာလည်းပဲခွဲမှာလို့ဘယ်မှာပဲလုံမှာပေါ့ဘယ်မှာပဲလုံမှာကိုလည်းလာတဲ့ချိန်မှာတယောက်တည်းစိတ်ပုတ်ပြီးတော့တယ်မှာငါပဲလာမယ်တို့မလာရင်တို့ငါမပြောပြဘူးငါတော့အေး30 40လောက်တော့ငါဒီမှာပဲခွဲမှာနင်တို့က34 300တက်တိုင်းမှာနင်တို့ကလှစမ်းဘောနဲ့တော့မတော်နိုင်အိုးအိုးပြီးတော့တယ်အရွယ်တော့လုပြပြီးတယ်မှာနင်တို့အိုးပြီးတယ်အဲ့လိုမျိုးမလုပ်ဘူးစိတ်မပုတ်ဘူးပြပြ အဲသူဆိုလို့ရှိရင်လည်းနှာခေါင်းလေးရအစာသူရင်သားလေးရအစာအကုန်လုံးနော်နှာခေါင်းလေးရအစာအကုန်လုံးဟိုမလာတဲ့လူတွေအကုန်လုံးလည်းလှသွားကြတယ်လှပြီးသားလူလည်းပိုလှသွားကြတယ်ပေါ့နော်အဲ့တော့ဆရာဝန်လက်ထက်ကတော့ယုံကြည်ရပြီးတော့ grand ရဲ့ဒီ image ကိုလက်ထက်ကယုံကြည်ရအဲ့အတွက်လည်း grand နဲ့လက်တွဲပြတာဖြစ်ပါတယ် ော့တို့ grand plastic surgery clinic အတွက်ပေါ့နော်တို့ photo shoot လေးရော video commercial လေးရောရိုက်တာဖြစ်ပါရရှင် grand plastic surgery clinic ဆိုလို့ရှိရင်သူကဖွင့်တာရှင်းနှစ်ရှိပြီပေါ့เนาะရှင်းနှစ်ရှိပြီပြီးတော့အဲ့မှာခွဲစိတ်ပေးရဲ့ဒေါက်တာဆိုလို့ရှိရင်လည်းလုံးဝအဲဒီခွဲစိတ်တာကိုဒီမင်းစားရေတောက်ကိုအတလားတလားကို case ပေါ့များစွာပေါ့เนาะ နေ့တိုင်း case ပေါ်များဆိုတာလတိုင်း case ပေါ်များဆိုတာဟိုလက်ရည်နေအောင်ခွဲနေတဲ့ doctor ဖြစ်တဲ့ခါကျတော့တက်တော့အနေနဲ့အမြဲပဲ surgery ပဲလုပ်လို့ဘသူ့ကိုပဲလုပ်သွားလုပ်သွားကိုမမဟုတ်ဘူးပေါ့အဲ grandma အဲခွဲစိတ်သွားရဲဆိုတော့ဒီ case တွေကိုကြည့်လိုက်လို့ရှိရင်အကုန်လုံးက result ကအရင် naturally အရင်လာတယ်ဘာမှအဲ့လိုဟို အဲ့ရပစ်တော်မျိုးဒီကောင်ကလည်းမကြရအောင်နော်အဲသူဆိုလို့ရှိရင်လည်းနှာခေါင်းလေးတွေအစာသူရင်သားလေးတွေအစာအကုန်လုံးနော်နှာခေါင်းလေးအစာအကုန်လုံးဟိုမလာတဲ့လူတွေအကုန်လုံးလည်းလှသွားကြတယ်လှပြီးသားလူလည်းပိုလှသွားကြတယ်ပေါ့နော်အဲ့တော့ဆရာဝန်လက်ထက်ကယုံကြည်ရယ်ပြီးတော့ grand ရဲ့ဒီ image ကိုလက်ထက်ကယုံကြည်ရယ်အဲ့အတွက်လည်း grand နဲ့လက်တွဲပြတာဖြစ်ပါတယ် ထက်ဆိုလို့ရှင်မျက်ရည်လောက်တာပေါ့နော်မျက်ရည်ကကြာတော့တက်ကမျက်ရည်ရှိပြီးသား3-5ခုလောက်အများကြီးပါတာနေကအဲ့လိုအများကြီးပါတာမလို့ခြင်းပဲနဲ့တခုရဲ့အဲ့လိုတင်းတင်းလေးပြချင်တာဖြစ်တဲ့အတွက်တက်အမျက်ယိုးအယိုးနဲ့ဒီမျက်လုံးအားနဲ့လည်းနီးနီးရကကြတော့အဲ case ကဆိုလို့ရှိရင်အရင်ဟိုပြောရမဆို risk များတယ်ပေါ့နော် risk များတယ်မလုပ်ရင်လည်းမလုပ်နဲ့တဲ့လုပ်ရင်နီကိုရီးယားသွားလုပ်ရင်လည်းပါလာရအောင်ဆရာဝန်ကပြောတယ်ဆရာပြောမဟုတ်ဘူးဆရာပဲယုံနေဆရာလည်းပဲခွဲမှာဘယ်မှာပဲလုပ်မှာပေါ့ဘယ်မှာပဲလုပ်မှာဘယ်မှာပဲလုပ်မှာယုံကြည်ပြီးသားလို့ဆရာလက်ကို ယုံကြည်ပြီးသားဒီကထွက်လာတဲ့ Quran ထွက်လာတဲ့ဘဲခန္ဓာကိုအစိပ်ပိုင်းပြည့်ကလည်းလှပြီးသားအဲ့တော့တကယ်ချင်းတော်များပြောတယ်မြန်မာနိုင်ငံမှာနေနေခွဲနေတဲ့မြန်မာနိုင်ငံမြေခွဲလို့ရှိရင်6လလောက်မှအသားကျတာတဲ့ငယ်လုံးလုံးကမှမဟုတ်ငတ်သွားလိမ့်မယ်တဲ့ကိုရီးယားမှာသွားခွဲရင်3လလောက်နဲ့အသားကျတယ်တဲ့ငါလည်းမသွားနိုင်ဘူးသူသွားလို့ငတ်မယ်ပြုံးဟိုသွားရင်ကုန်ကျစရာလည်းများအောင်မယ်ဆိုတော့ဒီမှာနေရင်ငါတအားတူတူသူ့ကိုသွားရင်လေကုန်ရက်စိတ်များပြီးတော့ရှာလာတော့မြန်ပြန်ကုန်တာအတူတူမထူးဘူးဆိုအတိုင်းနေရအဲ့မဲ့တကယ်တမ်း လှုပ်လဲလှုပ်လိုက်ပေါ့အဲ့တက်ဒီ surgery ခွဲရဆိုမမဲရရဒီဇင်ဘာလ12လပိုင်း3ရက်နေမှာခွဲရ12လပိုင်း15ရက်နေဆို12ရက်ပဲကြာတယ်12ရက်အကြာမှာတက်မြက်ရက်ကလုံးဝ natural ဒီတိုင်း make up လိမ့်လို့ရရသွားပြီ make up လိမ့်နေတက်မင်္ဂလာဆောင်သွားတယ်အဲ့မှာ12ရက်ပဲကြာတယ်ဘာလို့မသိတက်မြက်ခွဲတာတက်ပြောမသိရရှင်သားလို့လည်းဘာလို့မသိဘူးတက်ပြောမသိရနှာခေါင်းလုံးလည်း tap ပြောမသိရအကုန်လုံးတက် natural ပဲလုပ်တယ် natural ပဲအကုန်လုံးအဆင်ပြေတယ် တကယ်တကယ်ပြောအဲ့တော့မျက်ရည်ခွဲခြင်းနိုင်ငံခြားသွားပြီးတော့တင်းရီရှာနဲ့ချီပြီးပေးမနေနဲ့တော့ဒီမှာ၁၀ခန်းနဲ့ grammar ကိုနှကောင်းခွဲလဲ၁၀ခန်းနဲ့ကိုလိုကနိုင်ငံခြားသွားပြီးဗီယက်နမ်သွားတယ်ဟွာသွားတယ်သူတို့တကယ်ချင်းတွေပေါ့ကွတင်း၄၀၀300ကုန်ကြရတော့မမျောစရာဒီမှာတင်း30တို့တင်း20တို့နဲ့ဒီမျက်ရည်ကလည်းပြီးနှကောင်းတို့ပါလို့ပြီး၁၀ခန်းနဲ့အဲ့တော့ဒီမှာရင်အချင်းကုန်တတ်တတ်တာကျွန်တော်ဇေယိတ်တတ်တတ်တာပြီးတော့တကယ်စိတ်ချရရဲ့အချင်းမျိုးလဲအနီးကဆရာကြည့်ပါဦး ဆရာခဏခဏလမ်းကြုံကြုံဆိုဆရာကြည့်ပါဦးသွားလုပ်လို့ရသေးတယ်အနီးကဟိုမှာကိုရီးယားကပြန်သွားပြီဆရာပါကြည့်ပါဦးဘာလို့ဆရာပြန်ပြောလို့လဲဆရာဟုတ်တယ်ဒီမှာနီးနနာကိုကအဖေတော်ဆရာရှိနေကွယ်ချိန်မရွေးတခုဆိုတော့ပြောလို့ရရဆိုအဲ့ဒါအရန်ဒီမှာတက်ပါတယ်အမှန်တိုင်းပြောရင်တော့ ကိုကိုကိုအဲ့လိုခွဲမဲ့စိတ်မဲ့ဆိုတာအရန်ကြောက်ကြောက်တယ်ပေါ့နော်ခွဲဘယ်တော့မေးခွဲဖို့ခွဲဖို့ရှိလားမင်းလည်းမခွဲဘူးဒါပေမဲ့အခြေအနေရဖို့မကွင်းတို့ရင်တော့အဲ့လိုကြိုးထူခဲ့ဘူးတာရှိရဲ့လေအဲ့ကြိုးတွေကနေပြီးတော့ဒီခဲသွားတာပေါ့အဲ့ခဲပြီးတော့ဒီ ေးစောင့်ကြည့်မယ်ဆိုဘုမေအဆာမတိတာဒါပေမဲ့နည်းနည်းလေးအလိုအရှိရကြည့်မယ်ဆိုတော့နည်းနည်းလေးစောင့်ကြည့်လို့ဖြစ်တာအဲ့နဲ့ဒီမုတ်ပွင့်ပေါ့နော်နှာခေါင်းလုံမယ်ဆိုတော့ရှာလိုက်တယ် Facebook မှာပေါ့နော်ရှာရှာရှာရင်းနဲ့အဲ့လိုဒီ grand ကခွဲပြီးသားတယ်ပေါ့နော်ဒီ reset လေးကိုကြိုက်ပြီးတော့မုတ်ပွင့်ကအဲ့ grand ကအမနဲ့ဒီအတိမတယောက်ကနေပြီးတော့နော်မိဆက်ပြီးပြီးတော့အမုတ်ပွင့်သွားပြီးတော့ဆရာနဲ့သွားပြီးဆွေးနွေးတယ် အဲဆွေးနွေးတဲ့အချိန်မှာအဲလူချင်းတဲ့ပုံစံလေးပြတော့မူပွင့်တို့ရိုက်ကူးရေးလုံနေတဲ့အခါကျတော့လို့အရန်ဟိုတိတိတတ်တိုက်တွေလဲကိုကလုံလို့မရဘူးမရတဲ့အခါကျတော့ဒါပါတော့နှာခေါင်းချွန်ချွန်ကြီးနဲ့ဟိုတတိဟိုဗာလဲဆင်းရဲတဲ့ဇက်ဆိုဟဲ့လူကဆင်းရဲနေနေနှာခေါင်းကြီးကချုံပြီးတော့ဟိုဘက်ကရောက်တော့မယ်ဆိုပြောခံရပါလေတိုက်ရရမှာကမလေးကတနာစီအလေးနှာခေါင်းလေးချိုးနေတယ် အဲ့ဒါဆရာလို့ဆရာအဆင်ပြေလို့ပေါ့နော်အဲကြည်ပြီးတော့ပေါ့နော်ကိုယ်ကဘာလို့ကိုလုံးချင်နိုင်လည်းမရဘူးလေကိုယ့်ရဲ့နှာခေါင်းဆိုင်နဲ့အဲအဲ့လိုမျိုးတွေရှိတဲ့အခါကျအာနဲ့ဆရာကိုယ်တိုင်းပဲလှုပ်ပေးတယ်ခွဲပေးတယ်ပြီးတဲ့အခါကျရင်ကိုရဆက်ထွက်လာတဲ့အခါမှာလဲစစချင်းဆိုတော့ဘယ်လိုပုံစံမျိုးလဲဘာလို့ဆိုတော့ဟိုရုပ်ပြောင်းရုပ်လဲအဲ့လိုအရန်ပြောင်းသွားမှာအရန်ကြောက်တယ်နောက်ဆုံးကျတော့ဒီရဆက်လေးကိုကျတော့ဒါအရန်ကြိုက်တယ်ကြိုက်တဲ့အတွက်ကြောင့်မလို့ဆရာကလည်းကျေးဇူးတင်ပါတယ်ဘာလို့ဆိုတော့ကိုလိုမျိုးပဲခွဲချင်တယ်ခွဲရမှလည်းကြောက်တယ်ရဆက်ကိုလည်းအဲ့လိုမျိုးဟိုဘယ်လို quality နဲ့ပေါ့နော်ပြီးတဲ့ ဲ့အခါကျတကယ်စိတ်ချရတဲ့နေရာတစ်ခုညွှန်မှာဆိုတော့မိုးပွင့်ရတော့ဒါမိုးပွင့်ကိုယ်တိုင် လုပ်ခဲ့တဲ့ဒီ grandma ကိုပဲမိုးပွင့်ရညွှန်းကျင်တယ်နော်ကျွန်တော်အကြောင်းက မမိတ်ဆက်ပြီလို့သိရပါတော့ဆိုတော့စားစားကျအမနဲ့စကားပြောတော့အမပြောတော့ grandma တော့ညီမလေးအရင်စိတ်ချရတယ်ပေါ့နော်ပြောတော့နည်းနည်းတော့မြန်မာနိုင်ငံမှာဆိုနည်းနည်းတော့သိရင်တော့ပေါ့နော်တခုလုံးလုံးမလိုက်လို့နိုင်ငံနိုင်ငံသားကအကိုချင်းကြရတယ်နိုင်ငံသားကဓာတ်နဲ့ဥပခွဲမှာပဲကောင်းမလို့လို့အဲ့ကြံလို့ထွက်တယ်လို့ဒီမှာကျမှပဲသွေးထွက်တယ်လို့လို့နဲ့တော်တော်များများတက်မှာတော့တစ်ဟိုမှာတော့ခွဲတော့ခွဲဆိုပြီးဒီရဆရာဝန်တွေကဟိုဘယ်လိုခေါ်မလဲခွဲတာပဲတခုခုကဖြစ်သွားမှာလားအတွေ့အကြုံရှိပဲနည်းနည်းသိရင်တော့ပေါ့နော်ခွဲမှာပဲခွဲစိတ်ကြတယ်ရုံခဲ့တာပဲလေ ဒါပေမဲ့တကယ်ထွက်လာတဲ့ခါကျတော့လေ ိုးထက်တာတော့နှခေါင်းက collagen ကျိုးရအရင်မပြုံပန်းနဲ့ဒီမှာကြံနေခဲ့အောင်ကျောင်းဘီကနေကြည့်ရင်နှခေါင်းကတော်တော်ဆောင်းနေရောနော်တ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 ော်ကျဲဆိုရယ် collagen ကျိုးရဆောင်းကြရမယ်ထုတ်ခဲ့လို့ဆောင်းနေတဲ့နှခေါင်းကိုကျိုးထုတ်လိုက်တာကျိုးထုတ်ပြီးရောဒီ silicone ပေါ့နော်ဒီကနေဒီကြည့်ထားလိုက်တာပေါ့နော်ပြီးတော့ပြီးတော့နောက်တစ်ခုဆိုရင်နာမျက်စိပေါ့နော်မျက်စိအားလုံးကတိုင်းသားဆိုတော့နည်းနည်းမျက်လုံးကနည်းနည်းပေးရယ်တေရောမျက်လုံးကလည်းခုနပြောသလိုဝန်စားတဲ့အမြဲကတ်ရတယ်ဆလန်တွဲရိုက်တာတို့ရှူတင်တို့ဆိုတော့အမြဲစားတဲ့ကတ်ထားတဲ့အချိန်ပဲအဆင်ပြေရပြီးွားရင်မျက်လုံးကအလိုကြီး ဘေးကနေကြည့်တာရွရွကြီးကြောက်တာဘလုံးကအစမပြေမပြေတော့အမေလူလိုက်လို့အဲအကြီးကြီးပြီးရောကျုပ်ဆိုရမှာလဲကြောက်တယ်ပြောဆိုအမနဲ့လည်းတိုင်ပြန်တယ်အမကလည်း ground ကိုပဲညွန်တယ်ပြီးတော့အလုံးကလည်းရင်ရင်သားကိုလည်း ground မှာပဲလောက်တော့တော့လည်းစိတ်ချတယ်တကူလုံး grand ကိုလုံး grand ဆက်လာပြီးရောဟုတ်ကဲ့အမေမွေးတာတရုတ်အခုက grand မွေးတာတရုတ်သူပြမိခင်အပေါ်ပိုင်း grand ဖြစ်သွားပြီ နဲ့ဂရန်ကိုရွေးချယ်လိုက်တာပါရှင်ဟုတ်ကျင်းသားကလည်းလုံးဝကိတ်မိုက်စားဖြစ်နေတယ်နော်ရုပ်ကြည့်အောက်တော့အောက်တော့ရယ်အောက်တော့အောက်တော့ရယ်ကုန်ပြတ်သွားမှဆိုလေပိုပြီးတော့ကော်ပီရရှိလာတာဘောဘဲရမှာဆိုတော့နော်အခုဆိုချင်ရလားနော်ကလုံးလိုက်ပါ လူလူတိုင်းကတော့ဟိုအလှပြည့်ပြည့်စုံလို့ဆိုတာမရှိဘူးလေနော်ပြည့်ပြည့်စုံလို့ဆိုတာမရှိဘူးကိုလက်ခံထားလို့ဒါကိုတချို့တော့အာနေချက်လေးရှင်ဝင်ချက်လေးကိုလက်ခံတယ်ကိုပတ်ဝန်းကျင်လက်ခံတယ်ချစ်တဲ့စိတ်လေးနဲ့ကြည့်ပေးလို့ဒါလိုက်ရင်လိုက်နေကြလူတိုင်းကတော့ပြည့်ပြည့်စုံသွားဆိုတာမရှိဘူးဒါတို့ပြင်သားစင်သားပြင်တော့ပြည့်ပြည့်စုံသွားဆိုတော့မဟုတ်ပါဘူးအမေအာနေချက်လေးနဲသွားတယ်အာတာချက်လေးများလာတယ်ပေါ့လှတဲ့စိတ်ပိုင်းလေးပုံများလာတယ်မလားစိတ်ပိုင်းလေးနဲသွားတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ကိုကလည်းယုံကြည်မှုရှိတယ်ကိုလည်းတကယ်လှလည်းလှခြင်းနဲ့ အဲကိုလည်းလှနိုင်တဲ့အနေအထားတစ်ခုလည်းရှိရဲဆိုလို့ရှိရင်တော့အဲကိုရဲ့မျက်နှာစိတ်ပိုင်းပြခနာကိုစိတ်ပိုင်းပြအခုခေတ်ကြီးမှာကယုံကြည်စိတ်ချစွာနဲ့မြန်မာနိုင်ငံမှာလှချင်တယ်လှလို့ရနိုင်ပြီဆိုတော့အဲတူကကိုလည်းလှတဲ့ချိန်မှာတယောက်တည်းစိတ်ပုတ်ပြီးတော့တဲ့ငါပဲလှမယ်လို့မလှရင်တော့မပြောပြဘူးငါကတော့အိတ်40 40လောက်ငါဒီမှာပဲခွဲမှနင်တို့က34 300တက်နိုင်မှနင်တို့ကလှစမ်းတော့နိုင်တော့မတော့နိုင်တဲ့ ఓ ఓ వి တဲ့အရမ်းတော့လူပြောပြီးတဲ့မှာနင်တို့က ఓ వి တဲ့အဲ့လိုမျိုးမလုပ်ဘူးစိတ်မပုတ်ဘူးပြပြ န်းကဒီရှစ်နှစ်ပြည့်ကနေစပြီးတော့နောက်ထပ်နှစ်ပေါင်းများစွာဒီပိတ်သက်တရရင်ထဲမှာဒီပေါ့နော် grand ဆိုတဲ့နာမည်နဲ့ကိုနောက်ထပ်နောက်ထပ်နောက်ထပ်အများကြီးရည်တည်နိုင်ပါစေလို့စုမုံကောင်းတောင်းမိပါတယ်ရှင်ဟုတ် grand မနော်ဒီရှစ်နှစ်ပြည့် anniversary နေ့ကနေစပြီးတော့နောက်နှစ်ပေါင်းများစွာပြီပေါ့နော်ဆိုင်ခွဲရတဲ့အများကြီးဖွင့်နိုင်ပါစေလို့လုံးဝဆုတောင်းပေးလိုက်ပါတယ်ရှင်နောက်နှစ်ပေါင်းများစွာမပြည့်စုံတဲ့သူတွေကိုပြည့်စုံပြီးလှပတဲ့သူတွေကိုကြည်မှုရှိတဲ့သူတွေစိတ်ချမ်းသာတဲ့သူတွေဖြစ်ပြောင်းလဲပေးနိုင်ပါစေလို့စုမုံကောင်းတောင်းမိပါတယ်ရှင်ဟုတ် 谢谢吧。Wow.